။ဒီအရေးချက်မှလိုတဲ့စိုက်ဝန်စားဆုံးဒါပေမဲ့နားလေရအင်မတန်ခက်ခဲတဲ့အပိုင်တစ်ခုရှိပါတယ်။အဲ့ဒါကတော့နောက်ဆုံးသောတတိတန်းလောက်ခေါ်တဲ့အချင်းကာလပါပဲ။ဒီနေ့တော့အဲ့ဒီရှုပ်ထွေးတဲ့အဖြစ်အပျက်တွေကိုတခုချင်းစီရှင်းလင်းလေ့လာကြည့်ကြပါမယ်။ကဲအရင်ဆုံးအခြေခံကစလိုက်အောင်နောက်ဆုံးသောတတိတန်းဆိုတာဘာကိုပြောတာလဲ။ဒါကတော့ဂျိုဒင်ဟိုဝင်းထုတ်ထားတဲ့9တန်းတာကာလတစ်ခုပါ။ဒီကြားရဆိုရင်တော့ဗျာဒီကြားနဲ့အထူးထိပ်ဖြစ်ရဲ့အပြားစုကဒီခွန်နဲ့အတွင်းမှာပဲဖြစ်ဖြစ်မှာပါ။ဒါကကျွန်တော်တို့လစ်လာထားမဲ့အဖြစ်ဖြစ်ဒီအောင်လို့ရအဓိကပေါင်းပဲဖြစ်ပါတယ်။ ီနေ့လေ့လာမှုမှာတော့ဒီဖြစ်ပျက်တွေကိုအစီအစဉ်တစ်ချလေ့လာသွားမှာပါပရမဆုံးဏိဒန်းဖြစ်တဲ့တဘိုးခုနှလုံးကြောင့်ပြင်အမင်္ဂလာ၃ပါအဲ့ဒီနောက်ကြီးစွာသောဒုက္ခကာလနောက်ဆုံးမှာတော့ပထမရှင်ပြန်ထမြောက်ခြင်းကြောင်းကိုဆက်တိုက်ပြပြသွားပါမယ်ကဲအပိုင်းဒီဏိဒန်းဖြစ်တဲ့တဘိုးခုနှလုံးပါအရာလုံးကတတမတန်စစ်တော်ကိုဖွင့်လိုက်တာနဲ့စတင်ပါတယ်ဒီတန်စစ်တော်ကိုယ်တိုင်ကဖြစ်ရတကုမဟုတ်ပြီမြဲ့ ူ့ကိုဖွင့်လိုက်တာနဲ့ပျက်စီးခြင်းတွေကိုယူဆောင်လာမဲ့တဘိုးခုနှစ်လုံးကိုတလုံးပြီးတလုံးစတယ်မွန့်စေတော့တာပါပဲပရမတဘိုးလေးလုံးကတော့ကဘာကီယာစနစ်ကိုအကြီးအကျယ်ထိခိုက်စေပါတယ်စဉ်းစားကြည့်လေတချမ်းမွန့်လိုက်တိုင်းကဘာအပင်ရဲ့သုံးပုံတဘုံမီးလောင်နေပင်လယ်ရဲ့သုံးပုံတဘုံကတွေးဖြစ်သွားတယ်တောက်သုံးရီသုံးပုံတဘုံကအစိတ်သင့်နေနီလာဂျယ်ရီရဲ့အလင်းရောင်သုံးပုံတဘုံတောင်မှမောင်မိုက်သွားတယ်ကဘာကြီးတစ်ခုလုံးပရန်ပဒါဖြစ်သွားတဲ့အခြေအနေပါပဲ DBN ရဲ့တွေကတခုချင်းစီဖြစ်တာမဟုတ်ဘူးဆိုလားတတိပြုရပါမယ်။အားလုံးကဆက်ဆက်နေတယ်။အပြင်းနေမရှိ ရေကအစိတ်တင်တော့ဘာဖြစ်မလဲ။ဟုတ်ပါရဲ့။အငက်ပေးပေါ့။ကျမ်းမာဖော်ပြထားတာကအစိုးဆုံးအချိန်နေမှာကမ္ဘာစာနာမရိခရဲ့12ပုံ9ပုံလောက်ထိပျောက်ကွယ်သွားနိုင်တယ်။အဲ့ဒီအခါလူရဲမှုတွေကနေရာနှက်မှာဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။လူအဖွဲ့စည်းပျော်ကွယ်မှုရဲ့အစပေါ့။ကဲအပိုင်းနကူရောက်လာပါပြီ။အမင်္ဂလာတုံးပါ။ ဒီနေရာမှာ BNDA ရဲ့ဖြစ်မှတ်ကပြောင်းသွားပါပြီ။အရင်လို gear system လို့မဟုတ်တော့ဘဲလူသားတွေကိုတိုက်ရိုက်ဦးတည်လာတော့တာပါ။ဒါကြောင့်လေသူတို့ကိုအမင်္ဂလာလို့ခေါ်တာဖြစ်ပါတယ်။ပထမအမင်္ဂလာကတော့တတော်လေးထူးဆန်းပြီးကြောက်စရာကောင်းပါတယ်။အနောက်ဆုံးသောတွင်တဲ့ကနေကျိုင်းကောင်လိုတတဝါတွေထွက်လာပြီးဘုရားတခင်ရဲ့တဆိတ်မြရတဲ့သူတွေကိုညင်ဆဲပါတယ်။ဒါပေမဲ့တဲ့အောင်မလို့ဘူးနော်။ငါလာတတီနာချင်းမှုကိုပဲပေးတာပါ။ ဒါကရုပ်ပိုင်းဆိုင်ရာဘီအန်ဒရဲ့ကနေတဘာဝလွန်ကြီးဆမ်းမှုအဆင့်ကိုကူးပြောင်းသွားတာကိုပြပါတယ်ဒုတိယအမင်္ဂလာသာတော့အတိုင်းအစာပိုကြီးလာပါပြီ Euphrates မြစ်မှာချီနောင်ခံထားတဲ့ကောင်းကင်တမန်၄ပါလွတ်မြောက်လာပြီးအင်အားအလွန်ကြီးမားတဲ့စစ်တပ်ကြီးကိုဥဆောင်လာတယ်သူတို့ရဲ့တာဝန်ကဘာလဲဆိုတော့ကျန်းရှိနေသေးတဲ့လူဦးရေရဲ့သုံးပုံတပုံကိုတက်ဖြတ်ဖို့ပါပဲစဉ်းစားကြည့်ပါလူ၃ယောက်မှာတယောက်တေချေပြက်ရှိသွားတဲ့ကမ္ဘာစစ်ပွေကြီးတစ်ခုလိုပါပဲ ဒါကနောက်လာမယ့်ကြီးစွာသောဒုက္ခကာလအတွက်အစပြုပေးလိုက်တာပါပဲအခုအပိုင်း၃ကိုရောက်ပါပြီဆဒမတန်ဘိုးတန်ကလူပေါင်းများစွာရဲ့တေချင်းကိုယူဆောင်လိုက်ုံပချမကပါဘူးအဲ့ဒီတန်ဘိုးတန်ကပဲကြီးစွာသောဒုက္ခကာလလို့ခေါ်တဲ့အချင်းကာလကြီးရဲ့တရားဝင်အစကိုကျင်ညာလိုက်တာဖြစ်ပါတယ်ဂျင်ကာလရဲ့အထက်ကအချက်ကတော့ဆန့်ကျင်ဘက်အင်္ဂါစုနှစ်ခုရဲ့ བྱ ိုင်းဆိုင်မှုပါပဲ တဖက်မှာပင်လက်ထဲကနေသားရဲဆိုလေပုဂ္ဂိုလ်တို့ပေါ်ထလာပြီးလေးဆန်နေလေဆိုလိုတာကသုံးနှစ်ခွဲကြာအနာရတဲ့လူတွေကိုသူ့ကိုကိုးကွယ်ခိုင်းနေသူတို့ရှင်တွေကိုစစ်တိုက်တယ်အဲ့ဒီအချိန်မှာပဲတဖက်မှာတော့တက်တေခန့်နက်လက်လေးထန်းကလေတူနီတဲ့ရက်ပေါင်း1260သုံးနှစ်ခွဲကြောင်တံပြန်တရင်စကားကိုဟော်ပြောနေကြပါတယ်အမောင်နဲ့အလင်းရဲ့တိုက်ပွဲကြီးတခုလိုပါပဲဒီဆယ်လီတောင်းလေးတောင်းစရာဘသူတွေလဲချမ်းရဆွေနဲ့သူတို့ဟာအထူးတို့လည်းတာဝန်ပေးအပ်ခံရပြီးကာကွယ်စောင့်ရှောက်ဖို့အတွက်ဒိန်စိတ်ခတ်နေခံထားရသူတွေပါ သူရဲ့အဓိကအတာဝန်ကကမ္ဘာကြီးကိုနောက်ဆုံးသတိပြချက်ဖြစ်တဲ့သာရဧဗန်ဂေလိတရားကိုဟောပြောဖို့ပါပဲသူတို့ဟောပြောတဲ့သာရဧဗန်ဂေလိတရားမှာအချက်၃ချက်ပါပါတယ်ရှင်းရှင်းလေးပါပဲနံပါတ်၁ဖန်ဆင်းရှင်ဖျားတိကင်တပါတဲ့ကိုကိုးကဲ့ကြပါနံပါတ်၂လော့ဂီဆီလဂျီဖြစ်တဲ့ဘာဘီလုံပြိုလဲသွားပြီဆိုတာကိုလက်ခံပါပြီးတော့အရေးကြီးဆုံးကနံပါတ်၃တားရဲ့အမတန်ဆက်ကိုလုံးဝလက်မခံပါနဲ့ညင်းပယ်ပါဘာလို့လဲဆိုတော့အဲ့ဒီတဆက်ကိုလက်ခံလိုက်တာနဲ့ဖျားတိကင်ရဲ့မျက်တော်ကိုတောက်ရက်လိုက်မယ်လို့ပြပြတသားသတိပေးထားပါတယ် ဒီလိုနဲ့ကြီးစွာသောဒုက္ခကာလပြီးဆုံးသွားတဲ့အခါမှာတော့ဇလန်တစ်ခုလုံးရဲ့အထွက်ထိပ်အဆုံးဖြတ်ပေးမယ့်အခိုက်အတန့်ကိုရောက်လာပါပြီ။ဒါကတော့အပိုင်းလေးပရမရှင်ပြန်ထမြောက်ခြင်းရဲ့ဖုန်းတည်ရပါပဲ။အဲ့ဒီချိန်မှာပဲနောက်ဆုံးတံပိုးတထမမြောက်တံပိုးတန်ထွက်ပေါ်လာပါတယ်။ဒီတံပိုးတန်ကပဋိပက္ခအားလုံးရဲ့အဆုံးသက်ကိုအချက်ပြလိုက်တာပါ။ဒါဟာတတိယမင်္ဂလာဖြစ်ပေမဲ့သစ္စာရှိသူတွေတော်တော်အောင်ပွဲရဲ့အစမြေကြီးပေါ်ကရေသိမ်းခြင်းနဲ့ပထမရှင်ပြန်ထမြောက်ခြင်းရဲ့အစလည်းဖြစ်ပါတယ်။ ဒါဆိုမင်းစရာရှိလာတာကဒီပထမရှင်ပြန်ထမအောက်ရှင်မှာဘယ်လိုလူတွေပါဝင်ခွင့်ကြချမလဲဘယ်သူတွေအသက်လဲကျမ်းမာတော့အုတ်စုမြာကြီးကိုဖော်ပြထားပါတယ်ပရမဆုံးကတော့သူရဲ့တောင်းကိုအောင်မြင်စွာပြီးမြောက်ခဲ့တဲ့တစိခန့်နဲ့ခံရသူတတိုင်းလေးပဲလေထောင်းပေါ့ပြီးတော့တားရဲကိုမကိုးကွယ်ပဲအသက်ခံခဲ့ရတဲ့အာဇာနည်တွေကြီးစွာသောဒုက္ခကာလကိုအဆုံးချီကြမ်းကြမ်းခန့်ဖျက်ဆီးခဲ့တဲ့သူတော်ကျင်တွေ နောက်ပြီးတော့တမဟောင်းခိကအာဇာနီတွေပါဝင်တမိုင်းတလျောက်ကအာဇာနီအလုံးလဲပါဝင်တယ်လို့ဆိုပါတယ်တက်ဆောင်တာဟာတာမန်ဖျက်တစ်ခုမဟုတ်ပါဘူးပရမရှင်ပြန်ထမြောက်ခြင်းဆိုတာအစိုးဆုံးဒုဖရီဖိနိမှုတွေချားတဲ့ကနေတစ္ဆာတရားကိုစုကိုင်းထားခဲ့သူတွေအတွက်နောက်ဆုံးမှရရှိတဲ့အောင်ပွဲနဲ့ဆုလာပါပါပဲသူတို့ရဲ့ယုံကြည်မှုကမန်ကန်ခေကြောင့်တိတ်ထေပြလိုက်တဲ့အခိုက်အတန့်ဖြစ်ပါရဲ့ကဲဒီမှာစဉ်းစားစရာတကူကြံခဲ့ပါတယ် တစ္ဆာရှိသူတွေကိုရေတိမ်းပြီးစုချီးမြင့်တဲ့အကြောင်းကိုတော့ရှင်းရှင်းလင်းလင်းပြောသွားတယ်။ဒါဆိုရင်သူတို့နဲ့မပါသွားပဲကြံရစ်ခဲ့တဲ့သူတွေတားရဲ့ရဲ့အမတ်တန်စိတ်ကိုလက်ခံခဲ့သူတွေရဲ့ကန့်ကြမ်းမာကတော့ဘလို့ဆက်ဖြစ်မှာလဲ။